လမ်းပင်းချင်းမောင်းတဲ့ဘဝကနေရန်ကုန်မြို့မှာတိမ်တောင်းချီဆိုင်ဖွင့်နိုင်ခဲ့တဲ့ဖတ်တီးမှပရိသတ်များအားလုံးမင်္ဂလာပါရှင့်ပရိသတ်ကြီးလူတယောက်ရဲ့ကံဆိုတာပြောမရပါဘူးနော်ရှေးလူကြီးတွေပြောတဲ့လိုပဲလှန်ထန်းလာတာကိုမြင်ရပေမဲ့ကန်ထန်းလာတာကိုမသိရဘူးဆိုတဲ့စကားက အယမ်းမှန်ပါတယ်ဥပိန်တရာဘော်ကလမ်းဘေးအချင်းပေါင်းတဲ့လေးဘဝကနေအခုလိုဆိုင်ကြီးကနာကြီးဖွင့်နိုင်ခဲ့ပြီးတော့နမဲကြီးနုပညာရှင်တွေကပါဆိုင်ဖွင့်ပွဲကိုတက်ရောက်လာကြတာလည်းဖြစ်ပါတယ်ဖတ်တီမားကလည်းစိတ်တဘောထားမြင့်မြတ်ပြီးတော့စိတ်ထားနှူးညံ့တာကြောင့်အနုပညာရှင်တွေနဲ့တရုတ်ဆောင်ပေါင်းများစွာကချစ်ခင်တနာကြပြီးတော့အခုလိုပဲသူမရဲ့ဆိုင်တဲ့ဖွင့်ပွဲကြီးမှာမဖိတ်ထားဘဲနဲ့ကိုလာရောက်ဂုဏ်ပြုကြတာဖြစ်ပါတယ်ဖတ်တီမားကအခုဆိုရင်ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့နေရာမှာဖတ်တီမားအချင်းပေါင်းနဲ့စားသောက်ကုန်လုပ်ငန်းဆိုပြီးတော့ဆိုင်ဖွင့်ခဲ့ ပါတယ်။အချိန်ကဏ္ဍလေးတွင်းမှာအောင်မြင်လာတယ်လို့ထင်ကြပေမဲ့လည်းသူမဟာဖက်တီမအချိန်ပေါင်းဆိုပြီးတော့စိုင်တစ်အထက်မှန်ဖွင့်လှစ်နိုင်ခဲ့ရဖြစ်ပါတယ်။သူမကမကြသေးခင်ကမှသူမရဲ့သားငယ်လေးကိုဆုံးရှုံးထားပေမဲ့သားလေးရဲ့ကံကြောင့်အခုလိုမျိုးတိုးတက်လာခဲ့ရလဲဖြစ်ပါတယ်။သူမရဲ့ဥပိန်တရားပေါ်ကတငယ်ချင်းတွေကလည်းသူမရဲ့အခုလိုမျိုးအောင်မြင်မှုတွေကိုလာရောက်ဂုဏ်ပြုပေးခြင်းပေမဲ့မလာနိုင်ကြတဲ့အတွက်စိတ်မကောင်းဖြစ်နေကြပါတယ်။သူမစီကိုအရောက်လာခြင်းကြတယ်လို့ပြောပြခဲ့ရပါ။သူမတို့ရဲ့တငယ်ချင်းတွေဟာလာရောက်ဂုဏ်ပြုခြင်းကြပြီးတော့သူမရဲ့အိမ်မက် တွေကိုလည်းအကောင့်ထဲပေါ်နိုင်အောင်ပံ့ပိုးကူညီပေးကြပါတယ်။ဖက်တီမန်ကလည်းစိတ်ထားကတော့လူချင်းလူခင်ပေါ်ပြီးအခုလိုမျိုးရန်ကုန်မြို့ကြီးမှာပို့ပြီးတော့အားဆိုင်ကစိုင်းအစ်စ်ဖွင့်ခဲ့ရဖြစ်ပါတယ်။စိုင်းအစ်စ်မှာလည်းသူမရောင်းချပေးတဲ့ငားရေကိုကြောင့်အာလူကျော်နဲ့တီးဆုံအချင်ပေါင်းတွေကိုရောင်းချပေးတော့မှာဖြစ်တယ်လို့ပြောပြပေးခဲ့ရဖြစ်ပါတယ်။ရဲလီမဂွန်းပုံလီတို့နဲ့တခြားသောအနုပညာရှင်တွေဟာသူမဘိုင်ကြီးကြီးကလေးကပံ့ပိုးကူညီပေးကြပြီးတော့ဒဂုဒကကိုလာရောက်အားပေးခဲ့ကြပါတယ်။ အများပြည်သူတွေရဲ့မေတ္တာစေတနာတွေနဲ့ချစ်ပေးကြလို့ဒီနေ့အထိကိုရောက်လာတာလို့ပြောပြပေးခဲ့ပါတယ်။တတော်ဘော်ကတငယ်ချင်းတွေကလည်းသူမအစားစရာမရှိနေစရာမရှိတဲ့ဘဝကနေအခုလိုအထိကိုပံ့ပိုးပေးလို့ဘဝမမေ့ပဲအဲ့ဒီတငယ်ချင်းတွေကိုသူမအောင်မြင်တဲ့အချိန်မှာကူညီပေးမှလို့ပြောဆိုထားပါတယ်။လောကဒဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့သူဖြစ်တာကြောင့်လဲကြရင်လည်းရုန်းကန်ပြီးတော့ပြန်ထလာခဲ့တာအခုလိုမျိုးရန်ကုန်ကပြည်သက်တွေအတွက်ရောင်းချပေးနိုင်ခဲ့ရပါဘူး။ သူမရဲ့ဆိုင်သေးဖွင့်ပွဲကိုလည်းအမှုပညာရှင်တွေနဲ့ပရိသတ်တွေအားလုံးကတက်ရောက်ပြီးခဲ့ပြီးတော့ဂုဏ်ပြုပေးခဲ့ကြပါတယ်။ဒီလိုဆိုင်လေးဖွင့်နိုင်ဖို့အိမ်မက်တွေရှိခဲ့ပေမဲ့လည်းအကောင့်ထယ်ဖို့မဖြစ်နိုင်တဲ့အခြေအနေကနေစ조사ခဲ့ရတာဖြစ်ကြောင်းသူမရဲ့အခက်အခဲတွေနဲ့စက်တဲမှုတွေကိုပုံမှန်လေးလေးပြောပြခဲ့ပါတယ်။သူမရဲ့အချင်းမောင်းကိုမန္တလေးကပရိသတ်တွေတင်မကပဲရန်ကုန်ကစားသုံးသူတွေပါစားတော့လို့ရအောင်မနက်ဖြန်ကစပြီးတော့အချင်းမောင်းတွေနဲ့အမဲဆောင်စွာရောင်းချပေးသွားမှာဖြစ်ပါတယ်။တရုတ်ဆောင်ရဲလေးမကလည်းဖတ်တီးမလို့နာမည်မကြီးခင်ကလေးက အချင်းပေါင်းကိုအားပေးလာခဲ့ရဖြစ်ပြီးသူတို့တွေရိုက်ကူးရေးလာပြီဆိုရင်တံမြာရီတုတ်တွေမမန်းသီးတုတ်တွေလာကျွေးခဲ့ရပါဒီလိုစိတ်ထားကောင်းပြီးတော့အများရဲ့လိုအပ်ချက်ကိုဖြည့်ပေးနိုင်တာကြောင့်ဒီထက်အောင်မြင်ပါလို့ဆုတောင်းပေးခဲ့ကြပါတယ်ဒီတော့ပြည်သက်ကြီးအချင်းပေါင်းတဲ့ဘဝကလည်းအခုလိုမျိုးစီကားလာတဲ့ရန်ကုန်မြို့လေကောင်းကြီးမှာဆိုင်ကန်းဖွင့်ပြီးတော့တကူးတကလာရောက်ရောင်းချပေးနေတဲ့ဖက်တီမအချင်းပေါင်းနဲ့အစားအသောက်တွေကိုအားပေးဖို့မမေ့ပါနဲ့နော်မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ပါအောင်ရှင်